ကျမတို့ပြကြပါစောခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့ကိစ္စများကိုပြဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရအောင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့တရင် channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတွေတရင်ကတော့မိုးကုတ်ကိုစစ်စင်ရေးစစ်ဦးစီးအဖွဲ့ဦးဆောင်ပြီးဆက်လက်တိုက်ပွဲဝင်နေတယ်လို့ NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်နေတဲ့ မိုးကုတ်မြို့ကိုမိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကဦးဆောင်တိုက်ခိုက်နေပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်မိုးကုတ်မြို့တဲကိုစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်ခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကစတင်ပြီးပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။နိုဝင်ဘာလ30ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့ထိဒေတာရင်းမှာတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ရန်သူစခန်းကုန်းတစ်ခုကိုတင်ပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။တအောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကမိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းပေးအပ်မယ်လို့အော်တိုဘာလ26ရက်နေ့မှာထုတ်ပြန်ပြီးနောက်နိုဝင်ဘာလ9ရက်နေ့မှာ NUG ကာကွယ်ဝန်ကြီးဌာနစစ်ရုံးချုပ်ကမိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တာပါ။ဖွဲ့စည်းထားတဲ့စစ်စင်ရေးစစ်ဦးစီးအဖွဲ့ဟာ ဒေတာရင်း PDF တွေနဲ့ပက္ကဖတွေကိုစူးစီးပြီးတတမတ်ထဲသောအမိန်ပေးကုတ်ကဲမှုစနစ်နဲ့အနီးကပ်ကြီးကျယ်ကုတ်ကဲနေတယ်လို့ဆိုပါတယ်။မိုးကုံမြို့ခံတယောက်ကဒေါက်တာစိုးသူရဆော့ဦးဆောင်ပြီးတော့သူတို့စီဦးစီအဖွဲ့တော်ဖွဲ့လိုက်ပြီပေါ့နော်။ဘယ်လိုအတိုးဆုံးလုပ်မယ်ဆိုတော့ကျွန်တော်တို့လည်းတေချာတော့မသိရသေးပါဘူး။ကျွန်တော်တို့ဒီမေပြန်ကမဟာမိတ်တွေရောတခြားသော ERO တွေရောချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတာတွေရှိပါတယ်။နောက်ဆုံးအချိန်မှာစစ်ကောင်စီကိုနှီးမျိုးစုံနဲ့ကျွန်တော်တို့ PR ပေးနိုင်ဖို့အတွက်ပေါ့။ အင်းအားတော့မများဘူးဒါပေမဲ့လုတ်တက်ကင်တက်တဲ့သူတွေများတယ်ပေါ့နော်တေးသေးချာချာလေးကျွန်တော်တို့စုဖွဲ့ထားတယ်လို့ပြောပါတယ်မိုးကုတ်မြို့နယ်နဲ့နေမီချင်းဆက်ဆက်နေတဲ့စင်ကူးမြို့နယ်တဲကိုစစ်ကောင်စီကအင်းအားအလုံးအင်းနဲ့စစ်ကြောင်း၃ခုခွဲပြီးဝင်ရောက်နေပါတယ်စင်ကူးနယ်တဲကိုစစ်ကောင်စီတပ်တွေကမရိယာနယ်ဘက်ကနေဝင်ရောက်ခဲ့တာဖြစ်ပြီးမရိယာနယ်တဲက PDF ထင်းချုံနေမီအများစုကိုဒေသကာကွယ်အဖွဲ့တွေကလက်လွတ်ထားရပါတယ်မရိယာကာကွယ်အဖွဲ့မှကိုတောင်းက စစ်ကြောင်းကတော့တကြောင်တကြောင်ကိုအင်အားက၄၅ရာဝန်းကျင်တွင်မြားတယ်ဗျစစ်ကြောင်းကတော့လက်ရှိ စင်ကူးနယ်ဘက်ကို၃ကြောင်မျှပြီးထိုးနေတယ်တပြိုင်တည်းပဲစင်ကူးမြို့နယ်ကြောင်ကနွားကြေးရွာဘက်ရင်နောက်တခါငကမောက်တောင်ဝန်းကျင်မှာရဲ့အရှိတကြောင်ကတော့ပန်းတင်ရွာဝန်းကျင်မှာရဲ့ဗျစင်ကူးမြို့နယ်ဒဲကိုစစ်ကြောင်းတွေကရောက်နေပါပြီထိတွေ့မှုတွေလည်းဖြစ်နေပါတယ်စက္ကဆာတွေဘက်ကအသေးပြောက်တွေများပါတယ်ရှေ့ကတည်းနောက်ကတန်းတက်နဲ့အဲ့ဒီလိုမျိုးဖြစ်နေပါတယ်သူတို့ဘက်က စင်ကူးမြို့နယ်တောင်ကျန်းကတော့အကုန်လုံးနှိပါပဲစစ်ဘေးကိုရှောင်နေရပါတယ်ပြည်သူတွေကိုလည်းသူတို့မထင်ရင်မထင်တယ်လို့ပြစ်သက်တာတွေရှိပါတယ်မရယာမြို့နယ်တဲမှာတော့သူတို့နောက်ချံအင်အားတွေစကြင်ရွာတို့ရင်းနတာရွာတို့ဘက်တွေမှာတော့ခြံထားတာတွေရှိပါတယ်လို့ဆိုပါတယ်မိုးကုံမြို့ကိုစစ်ကောင်စီတပ်တွေဝင်လာရင်တုံ့ပြန်တိုက်ခိုက်ဖို့ NUG ကာကွယ်ဝင်ကြီးဌာနဘက်ကကြိုတင်စီစဉ်ခဲ့တာဖြစ်တဲ့အတွက်တိုက်ပွဲတွေမဖြစ်ခင်ကတည်းကအယက်တာပြည်သူတွေထိခိုက်မှုမရှိအောင်ဘေးလွတ်တဲ့နေရာတွေကိုရွှေ့ပြောင်းပေးတာလူအပ်တဲ့အထောက်ပံ့တွေကို အချင်းနဲ့တပြင်းညီပေးအပ်နိုင်ဖို့အရက်ဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ NUG ကာကွယ်ဝန်ကြီးဌာနကကြေညာချက်မှာဖော်ပြထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့666.9ကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအလောင်းငါလောင်းတုံပန်းတူလက်နက်ခဲယံနဲ့စစ်သုံးဆောင်ပစ္စည်းတချို့ကိုအေးအေးသိမ်းဆည်းရမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းပန်းတောင်မြို့နယ်ကပ္ပဆာ16ပတ်မှ666.9ကိုစစ်ကူလာတဲ့ စစ်ပြူဟာကုကဲမှုဌာနချုပ်စကခတစေလက်အောက်ကန်တရင်များနဲ့အရကတတအီအီတို့ဒီကနေ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်သားအလောင်း၅လောင်းနဲ့တုံပန်းတူလက်နက်ခဲယံစစ်သုံးဆောင်ပစ္စည်းများကိုအရကတတအီအီမှတင်စေရမိခဲ့တယ်လို့သတင်းရရှိပါတယ်။အီအီနဲ့နှီးစက်တဲ့သတင်းရင်းမြစ်တူကဒီဇင်ဘာလ၈ရက်နေ့တိုက်ပွဲမှာလဲအရန်ပြင်းထန်ခဲ့ပါတယ်။မနက်စင်တိုင်းခန့်လောက်ကနေပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းက အလောင်း၅လောင်း၃ပန်းတဦးနဲ့လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းတွေကိုအရကတ်တက်တော်မှသိမ်းဆည်းရမိခဲ့ပါတယ်လို့သတင်းဌာနကပြောကြားပါတယ်။အရကတ်တက်တော်ဟာ666.9ကိုနှစ်2025ခုနှစ်အော်တိုဘတ်14ရက်နေ့မှာတင်ပိုက်ပြီးနီဘီယိုအားအရ၎င်းကုန်းမှဆုတ်ခွာပေးပြီးနောက်အကြံဖတ်စစ်တပ်မှလေကြောင်းပစ်ကူမြေပြင်ပစ်ကူများနဲ့စစ်ကြောင်းထိုးကာအစိုးရကုန်းပေါ်မှာဝင်ရောက်နေရယူလာခဲ့တယ်လို့ဆိုပါတယ်။အရကတ်တက်တော်မှ666ကိုအားတင်ပိုက်ပြီးနောက် နီးပြူအရာပြန်လည်လက်လွတ် ပြီးနောက်ဖြောက်ဖြောက်ဖြောက်ဂုံးမှရှိတဲ့စက္ကမတက်ဖွဲ့တွေပြန်လည်ဝင်ရောက်နေရာယူလာတယ်ဒါကိုတက်တော်ကပြန်ပိတ်ဆို့ထားပြီးစစ်ကူတွေကိုဖျက်တောက်ထားတာကာလအတန်ကြာခဲ့ပြီဖြစ်တယ်ဒါကိုစစ်ကြောင်းတွေထိုးလာတဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါလို့လကောင်းကဆိုပါတယ်အကြံဖတ်စစ်တဲ့စစ်ကြောင်းဟာချောက်ချောက်ချောက်ဂုံးကိုစစ်ကူများကိုမရရအောင်ပို့ဆောင်လျက်ရှိတဲ့နီတူအရကတတော်မှလည်းလာသမျှစစ်ကူစစ်ကြောင်းတွေကိုဖျက်တောက်ပိတ်ဆို့ထားတဲ့အတွက်စက္ကမတက်ဖွဲ့ဝင်တွေဟာ ချောက်ချောက်ချောက်ဂုံးကိုမြည်တို့မြစစ်ကူအင်အားမရောက်ပဲဖြစ်လျက်ရှိတယ်လို့၎င်းကဆိုပါတယ်လီလာတောင်ပတ်ဝန်းကျင်မှာရှိတဲ့အာရကတက်တော်တပ်ဖွဲ့ဝင်းတို့ကိုဒီလဒီဇင်ဘာလ6ရက်နေ့မနက်9:00နာရီချိန်မှာစပြီးစက္ကမမနောက်ထပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်အာရကတက်တော်တပ်ဖွဲ့ဝင်းတွေကတီတီငိငိခုခံတိုက်ခိုက်ခဲ့တယ်ချောက်ချောက်ချောက်ဂုံးကိုစစ်ကူအင်အားတွေထပ်ပို့ပေးမဲ့မရောက်ပဲဖြစ်နေတယ်တိုက်ပွဲတိုင်းသူတို့စစ်တပ်အရှုံးပေါ်တယ်လို့၎င်းကဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့8ရက်နေ့များထိ ရန်သူအကြမ်းဖက်စစ်တပ်ဟာဒိုးစစ်ကိုအင်တိုက်အားတိုက်စက်တိုက်ပြုလုပ်နေခဲ့ပေမဲ့ယခင်နေများနီးတူအထူးကအကြဆုံးများတက်ပြေးမှုများမိမိထံအလင်းဝင်ရောက်လာသူများနဲ့ဒိုးစစ်စစ်ကြောင်းမှကစင်ကလျားဖြစ်ပြီးအထိနာလဲရှိကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာပဲခူးတိုင်းပန်းတောင်မြို့နယ်ညောင်ကျူးကြီးရွာရဲ့အရှိတ်ဘက်မီတာ2500အကွာမှာရှိတဲ့လီလာတောင်ပတ်ဝန်းကျင်ရှိအရခတ်တက်တော်တပ်ဖွဲ့ဝင်များရှိရာနေရာတွေကိုအင်အားအလုံးအင်းလေကြောင်းလက်နက်ကြီးပြစ်ကိုအမြောက်အများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဒီမှာကာလအတန်ကြာပြီ ဖြစ်ပါတယ်။ယခုတိုက်ပွဲတွေကအရင်ပြောသလိုမျိုးရခိုင်ပကိုးအဆက်မဟုတ်တော့ဘူး။ပကိုးတိုင်းတဲကိုအထဲကိုနက်နက်ရှန်ရှန်ဝင်ရောက်နေပါပြီ။ဒါကြောင့်စက္ကမတွေကအင်အားအလုံးအရင်လီချောင်းလက်နက်ကြီးပစ်ကိုအမြောက်အများနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။သူတို့အသေးအလေးခုခံကာကွယ်နေတဲ့သဘောပါလို့ဆိုပါတယ်။အရကတက်တော်ရဲ့ရွှေလျားခုခံစစ်ဒံပြန်ထိုးစစ်မြေပြင်ပကတိအခြေအနေပေါ်ခြေခံတဲ့နီးပြူဟာအပြောင်းလဲတိုက်ရိုက်ခိုက်ရိုက်တတိ တိုက်ပွဲဝင်လို့စိတ်ပြင်းပြမှုတို့ကြောင့်ဘက်စုံမှာအရေးနှိမ့်နေတဲ့စက္ကမရရဲ့ထိုးစစ်မြတ်မှာမြည်တို့များထိုးဖောက်နိုင်ခြင်းမရှိဘဲထိုးစစ်တိုင်းအလေးလေးအပြိုပြိုဖြစ်ကာအထိခိုက်အကြမ်းဆုံးများဖြစ်တာရင်ဆိုင်နေရတယ်လို့လည်းသိရှိရပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့စစ်တပ်က 73C ကုမ္ပဏီပိုင်ရှင်တွေကိုမတမာမှုလုပ်တယ်လို့ဆိုကငွေကျပ်ဘီလီယံ940ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထပ်ပြန်ပေးရန်ရာဇသက်ပေးတာပြီး စီလုံငန်းရှင်များအားလုံးပြပထွက်ခွာခွင့်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်က73စီကုမ္ပဏီပိုင်ရှင်တွေကိုစီတင်သွင်းရောင်းချရမှာမတမမှုများလုပ်တယ်လို့ဆိုကာငွေကျပ်ဘီလီယံ940ကျော်ဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထပ်ပြန်ပေးရန်ရစတန်ပေးထားပြီးစီလုံငန်းရှင်များအားလုံးပြပထွက်ခွာခွင့်စစ်တပ်ကယာယီပိတ်ပင်ထားကြောင်း73စီလုံငန်းရှင်အတိုင်းဝိုင်းကပြောဆိုပါတယ်။ 73စီကုမ္ပဏီစီလုံငန်းရှင်များနဲ့ပူးပေါင်းပြီး73စီများတင်သွင်းရောင်းချရမှာမတမာမှုများလှုပ်ဆောင်ခဲ့တဲ့လျှက်စင်းနဲ့ဇွမ်းအင်တူဝန်ကြီးတန့်စင်နဲ့ညွန့်ကြားရေးမှုချုပ်ရွှေမော်တို့ကိုစစ်တပ်ကနိုဝင်ဘာလအတွင်းဖမ်းဆီးအရေးယူခဲ့ကြောင်းတူဝန်ကြီးတန့်စင်နဲ့ညွန့်ချုပ်ရွှေမော်တို့ကိုဖမ်းဆီးအရေးယူရမှာ73စီတင်သွင်းကွင်းနဲ့ဈေးခွဲလက်များချပင်ထားရမှာငွေကျပ်ဘီလီယံ940ကျော်ဆုံးရှုံးမှုလက်ပိလက်ယူမှုများနဲ့စစ်ထောက်လမ်းရေးကဖမ်းဆီးအရေးယူခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက် ဖန်စီကန်ဒူဝင်ကြီးနဲ့ညွန့်ကျုပ်တို့နဲ့အတူမတမမှုများလှုပ်ဆောင်တယ်လို့သတ်မှတ်ခံရတဲ့73စီကုမ္ပဏီနဲ့လုပ်ငန်းရှင်ကြီးများကိုငွေကျပ်ဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရန်စစ်တပ်ကအမိန့်ပေးညွှန်ကြားလာကြောင်းသိရှိရပါတယ်။ငွေကျပ်ဘီလီယံ940ကျော်ပြန်လည်ပေးသွင်းရမယ့်စီကုမ္ပဏီကြီးများမှာ Crony Windsway ပိုင်ဆိုင်တဲ့ BOC ကုမ္ပဏီကစစ်တပ်ထံကိုငွေကျပ်ဘီလီယံ180ဝန်းကျင် Crony Zozo ပိုင်ဆိုင်တဲ့ Max ကုမ္ပဏီကငွေကျပ်ဘီလီယံ40ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်တဲ့ ်မြင့်မြင့်တာမွန်ကုမ္ပဏီကဘီလီယံ40ကျပ်ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်တဲ့မြင့်မြင့်တာမွန်ကုမ္ပဏီကဘီလီယံကျပ်40ခရိုနီချစ်ခိုင်ပိုင်ဆိုင်တဲ့ဒန်ကိုကုမ္ပဏီကငွေကျပ်ဘီလီယံ80ခရိုနီအောင်ကိုဝင်းနဲ့ဆက်နွယ်နေတဲ့ Brighter ကုမ္ပဏီကငွေကျပ်7ဘီလီယံ Regency ကုမ္ပဏီကကျပ်20ဘီလီယံ Apex ကုမ္ပဏီကငွေကျပ်15ဘီလီယံမြန်ဝိုင်းကုမ္ပဏီကငွေကျပ်15ဘီလီယံအတိအကျပြန်လည်ပေးသွင်းရမှာဖြစ်ကြောင်းသိရှိရပါတယ်။ငွေသွင်းရမယ့်နောက်ဆုံးရမတိုင်မီ 73စီပိုင်ရှင်တွေပြပခီးထွက်ခွင့်မပြုဘူးထွက်ခွင့်မပြုဘူးဆိုတာထက်စစ်တပ်ကိုတင်ပြပြီးတော့စစ်တပ်ကခွင့်ပြုမှပြပခီးတွက်ခွင့်ရှိတာပေါ့ခွင့်ပြုချက်ယူခိုင်းတာလို့73စီအသင်းမှသတင်းရင်းမြစ်ကဆိုပါတယ်73စီတင်သွင်းမှုနဲ့ခွဲတဲ့ချထားမှုမှာမတမာမှုလုပ်တယ်လို့ဆိုကဖန်စီခံရတဲ့စွန့်အင်တူဝန်ကြီးတက်စင်မှာဝန်ကြီးချုပ်ညိုစောရဲ့တငယ်ချင်းအရင်ဖြစ်ပြီးစစ်တပ်ကတော့အပတ်စဉ်23ကျောင်းစင်းအရာရှိတူလေးဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ မြင်းကျန်ခရိုင်တွင်းစစ်ပေးရှောင်မိသားစုကြံရစ်ခဲ့တဲ့အဖွားအုပ်ကို PDF ရေးပေါ်များကေတင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျန်ခရိုင်အတွင်းမှာအကြံဖတ်စစ်အုပ်စုစစ်ကြောင်းဝင်လာတဲ့အတွက်စစ်ပေးရှောင်မိသားစုကြံရစ်ခဲ့တဲ့အဖွားအုပ်ကိုကေတင်ခဲ့တယ်လို့မြင်းကျန်ခရိုင်တရင်တုံရေးပေါ်တယောက်ကလူမှုကွန်ရက်ကနေအတည်ပြုထားပါတယ်။ဖော်ဖော်တို့မိသားစုကထားခဲ့နိုင်ပေမဲ့ကျွန်တော်တို့ရေးပေါ်တွေကမထားခဲ့နိုင်ပါဘူးလို့ရေးသားကရုတ်တန်ဖိုင်နဲ့တကွလူမှုကွန်ရက်မှာမျှဝေခဲ့ပါတယ်။ အဖွားအိုရဲ့မိသားစုနဲ့ဆက်တွေ့ပြီးဖို့ပြောဆိုနေကြပြီးခွေးရီလာနေလို့ဖော်ပွားလို့ဆိုကအဖွားအိုကိုကဲထုတ်သွားဖို့ကြိုးစားနေကြတာကိုရုတ်တံဖိုင်အတွင်တွေ့မြင်ရပါတယ်ခင်ဗျာဒေါက်တာတင်ဆက်ပေးကြတာကတော့ဂျပန်မှာမက်ဂနီကျူ9.2ငလင်ကြီးလှုပ်ပြီးဆူနာမီတတိပေးချက်ထုတ်ပြန်ကကနအူလှိုင်းလုံးငယ်တွေစတင်ရိုက်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်မက်ဂနီကျူ7.2အဆင့်အင်အားပြင်းထန်တဲ့ငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံမှာအရေးပေါ်ဆူနာမီရေလိုင်းအန္တရာယ်တိပိကျက်တွေထုတ်ပြန်ပြီးဒေသခံတွေလည်းအပူတပြင်းရွှေ့ပြောင်းနေပါတယ်။ဒီဇင်ဘာလ10ရက်နေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့ကမ်းလွန်ငလင်ကြီးဟာစန်တိုင်မြို့အရှိတ်အီမိုရီကမ်းရိုးတန်းနဲ့ကီလိုမီတာ80အကွာလောက်ကိုဗဟိုပြုခဲ့ပါတယ်။ပြီးတော့ရေအောင်အနက်ကီလိုမီတာ90လောက်ကိုဥတည်ခဲ့တယ်လို့ဆိုပါတယ်။ငလင်လှုပ်ခတ်ပြီးတာနဲ့ဂျပန်နိုင်ငံအရှိတ်မြောက်ပိုင်းဟိုကိုင်ဒိုအီမိုရီနဲ့အီဝါတီကမ်းခြေတွင်မှာ ဆေဘီတီအမြင့်ရှိတဲ့ဆူနာမီလိုင်းတွေရိုက်ခတ်နိုင်ကြောင်းအရေးပေါ်သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။နောက်ပြီးကန်ယူရန်ဒေတာတွေမှာနေထိုင်သူတွေကိုလည်းအာနာမိုင်တွေကအမြင့်ဆုံးရှေ့ပြောင်းစေခဲ့ပါတယ်။ငလင်ကြီးလှုပ်ခတ်ပြီးမိနစ်ပိုင်းလောက်အကြာမှာပဲအီမိုရီရဲ့မူဆူအိုဂါဝါရာနဲ့ဟိုကိုင်ရိုရဲ့အူရူကာဝါစိတ်ကန်းတွေမှာအမြင့်တပေးကွဲရှိတဲ့လိုင်းလုံးငယ်တွေစတင်ဝင်ရောက်လာတာကိုထောက်လန့်တွေ့ရှိခဲ့ကြောင်းဂျပန်မိုးလေဝသအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်။ ဆူနာမီလိုင်းတွေဟာစင်ကေးရိုက်ခတ်တက်တဲ့သဘောမျိုးရှိပြီးနောက်ဆက်တွဲပုံမှုပြင်းထန်တဲ့လိုင်းတွေပါရောက်လာနိုင်တာကြောင့်ကင်းဂျီဒေသနေထိုင်သူတွေအများဆုံးရှိပြောင်းနေဖို့စော်အော်နေတာပါကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ဂျပန်ဟာ Pacific မိကွန်းဒေသလို့ခေါ်ဝေါ်တဲ့ရေအောင်မီးတောင်ရေဝန်းနဲ့ဆက်ဆက်တည်ရှိနေပြီးအင်အားပြင်းထန်တဲ့ငလင်ကြီးတွေနဲ့အရင်ကလည်းကြုံတွေ့ပူပါတယ်2017ခုနှစ်မတ်လတုန်းကဂျပန်မှာလှုပ်ခတ်ခဲ့တဲ့ magnitude 9.0အဆင့် ကမ်းလွန်ငလင်ကြီးနဲ့နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်လူ1000လောက်သေဆုံးခဲ့ဘူးတလို့ဖူကူရှိမားနျူကလ িয়ার တပ်အားပေးဆက်ယုံရဲ့တပောင်းပိုးတွေထိခိုက်အကွဲပြီးနျူကလ িয়ার ကပ်ဘေးတင်းမှုကြီးတစ်ခုပေါ်ပေါက်ခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ